ဆရာဒေါက်တာဖြိုးတီဟာမမိမလျော့တယောက်သေးနေတယောက်တစိတ်သေးထားဆရာတော်အရှင်ဆန္ဒအဓိကရဲ့အဲ့ဒီနာမည်နဲ့စာအုပ်ကလေးကိုလွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကလေးကဖတ်ခဲ့မှုပါတယ်ဖတ်နေတော့မှာကိုအတော်လေးအေးချမ်းခဲ့ရတယ်လက်တွေ့တော့မလုပ်ဖြစ်ခဲ့ဘူးခုချိန်ပြန်ဖက်ဖြစ်တော့ငငယ်ကဖတ်ရတာနဲ့လုံးဝမတူတော့ဘူးဖြစ်သွားပါတယ်ဒါကြောင့် အဲ့ဒီခေါင်းစဉ်လေးနဲ့ပဲစောင်းမတော်ကိုရေးပြရစီနေ့စဉ်ဘဝမှာနေထိုင်ရင်လိုက်လုံလို့ရတဲ့တော့လုံနိုင်အောင်ရှိရပါတယ်အရင်ဆုံးတယောက်ထင်းနေဆိုတာလေးကိုပြောကြရအောင် တော်ထွက်ရမှာလားအိမ်နာမပြုတော့ပဲဒီကိုယ်တည်းနေရမှာလားဆိုတော့မဟုတ်ပါဘူးပုရုဇဉ်လူသားတွေမို့အတိုင်းအဝိုင်းအသင်းအဖွဲ့နေကြရတယ်အနာမှာလူမရှိဖို့အထက် ရှိရတူနဲ့တက်နိုင်သမျှမယောနှောမိအောင်နေဖို့ကိုအရေးကြီးပါတယ်။ယောနှောခြင်းကအမြင်အဖြစ်ယောနှောခြင်းနှင့်အကြအားဖြင့်ယောနှောခြင်း၃စကားအားဖြင့်ယောနှောခြင်း၄အထီးထွေအားဖြင့်ယောနှောခြင်း၅အတုံးဆောင်အားဖြင့်ယောနှောခြင်းဆိုပြီး၅မျိုးရှိပါတယ်။မျက်စိကမြင်စရာများနေရင်အဲ့ဒီအမြင်အာရုံပေါ်လိုက်ပြီးစိတ်တွေကအမျိုးမျိုးဖြစ်နေမယ်။ကြားရတဲ့စကားတွေများရင် ကိုကလည်းစကားတွေအများကြီးပြောနေအပြန်အလှန်ငင်းခုံငင်းရခုံရဖြစ်မယ်ဒေါသတွေထွက်မယ်အမုန်းတွေပွားရမယ်ဒီဘက်ခေတ်ဆို Facebook အသုံးပြုခြင်းများလေလीအာယုံတွေနောက်ရလीပဲအထီးတွေအပြင်ဆိုဆိုလဲဖတ်တာနန်းလာလိန်ဆက်ဆန်လာဒါတွေကစိတ်ကိုပူလောင်စေတာတက်မက်စေစေတာကြီးပဲဖြစ်ပါတယ်တုံဆောင်ဆိုလဲကြုံဘူးသူတွေတည်နေမယ်သူသဖြင့် အဆောင်မှာစုနေကြတာမျိုးဆိုသူဟာကိုတုံကိုဟာသူတုံးနေတချို့အတွက်အတော်လေးစိတ်ဆုပ်စရာကောင်းတယ်ဗုဒ္ဓဘာသာဝင်ဒီဥပုံစောက်တယ်ဆိုတာစောက်တည်ကြတဲ့၈ပါးဒီကအဲ့ဒီနေရာမှာရောနှောခြင်းတွေနေအောင်ရှော့ချခိုင်းတာပဲရုပ်ရှင်သဘင်တီဆိုကကုံဒါတွေမကြည့်နဲ့တခြင်းတွေနားမထောင်နဲ့ Facebook သုံးနေဆိုတော့အတန်မထွက်လို့သာမတိတာလားလေကိုဖတ်လိုက်တဲ့ ့ post တွေ comment တွေအပြင်မှာ လူချင်းတွေးပြီးပြောနေကြသလိုသာသဘောထားကြည့်ဘလောက်တောင်စူညံပွက်လောရိုက်နေလိုက်လဲကိုက post ရေးတစ်ဖက်က last လူက last စကိုကဒေါသထွက်ပြီးတုတ်ပြန်အကြားတွေယောနှောနေလိုက်တာ စကားတွေယောနှောနေလိုက်ကြတာဘယ်မှာစိတ်အေးချမ်းရပါမလဲလေမဆက်ဆံနဲ့တကူဒီအာသာမဖြစ်နဲ့ရိုးရှင်းစွာအိတ်ဆက် ဒီဆောင်ထင်းမှုတွေက အထီးတွေ့တွေပေါ်တာယာမှုတွေကိုရှင်းချခိုင်းတာဖြစ်မယ်ဖြစ်တယ်။ဒါကြောင့်တရားစခန်းဝင်တဲ့အချိန်ဥပုံဆောက်ဖြစ်တဲ့ရက်တွေဆိုတိတိတသားစိတ်အေးချမ်းကြည်နေနေတာကိုခံစားရလိမ့်မယ်။ဘာလို့လဲဆိုတော့တယောက်တည်းနေရတဲ့အချိန်တွင်များနေလို့ပဲ။အဲ့ဒီအခါဒစိတ်သေးထားနိုင်ဘူးလေပူလေသွားတယ်။ဒါဖြင့်နေ့စဉ်ဘဝမှာကြလို့ လိုနေရမလဲဆိုဒီခေတ်ခေါ် minimalism ပေါ့တက်နိုင်သမျှရိုးရိုးရှင်းရှင်းနေကြဖို့လိုပါတယ်ပစ္စည်းဥစ္စာတွေမဟုတ်ဘူးလူတွေလည်းပါတယ်ဤပညာလည်းပါတယ်ကိုယ်ကိုစကလုံးတွေနဲ့စိတ်နှောက်ရှက်ဖြစ်စီတဲ့ toxic person တွေဆိုအပတ်သက်တော့တာကိုယ်အတွက်တကယ်လိုအပ်တဲ့အရေးကြီးတဲ့သူတွေနဲ့ပဲအချိန်များများကုန်ဆုံးတာစကားကိုလို့တလောက်ပဲပြောတာသူပစ္စည်းကိုပစ္စည်းခွဲခွဲခြားခြားသုံးတာ အင်တာနက်ကိုကိုယ်အတွက်လိုတလောက်ပဲသုံးတာစတာတွေဟာလဲ minimalism lifestyle ထဲမှာပါပါတယ် solitude deprivation day digital minimalism ဆိုတဲ့စာအုပ်မှာဖတ်ဘူးတယ်ဒီကိုတဲ့နေရအချိန်တွေစီးရင်လာခြင်းရှားပါလာခြင်းလို့အဓိပ္ပာယ်ရတယ်ခေကိုကလည်းတက်မက်စရာ လိုချင်စရာတွေပြည့်နေတယ်လူများစုက ဒါကောင်းတယ်ဒီလိုလူမျိုးမှလူဖြစ်ရကြုံနဲ့တင်စသဖြင့်ပြောနေကြတဲ့အခါအဲ့ဒါတွေနောက်ကိုရောရောင်လိုက်မိရင် ကိုတကယ်ဘယ်ဘာကိုလိုချင်နေဘာဖြစ်ချင်နေဆိုတာတော့မစင်စားမိတတ်ကြတော့ဘူးအပြိုင်ဆိုင်ကလည်းများတော့မနာမနေစူးစမ်းရတယ်ခဏလေးတောင် post လုပ်လို့မရဘူးလူကအိမ်မှာကြောက်သေးတာနေနေတယ်ဆိုတော့ social media တုံးလိုက်ပြီးဆိုရင် အမျိုးမျိုးသောအမြင်တွေမှတ်ချက်တွေကိုယ်တွေ့ရရောက်လာတော့တာပဲဒါကြောင့်ဒီကာလလောက်ပေါ်ရန်ပျော်စရာများနေပြီမယ်ဒီကာလလောက်မပျော်ရွှင်ရတဲ့ရှင်ရတာမရှိတော့ဘူးဖြစ်နေမယ်ဒီတော့တတ်နိုင်သမျှတစ်နေ့ကို15မိနစ်နိုင်ဝဲလောက်ဖြစ်ဖြစ်ဒီတိုင်းယူဖို့လိုပါတယ်မိသားစုတငယ်ချင်း ဆိုရှယ်မီဒီယာဘာတစ်ခုမှမရှိတဲ့တယောက်တည်းတည်တံ့ရှိမဲ့အချိန်လေးပေါ့စားကြည့်လိုက်တဲ့ဖြစ်နိုင်တယ်ပန်းတန်တဲ့လည်းဖြစ်နိုင်တယ် ကိုခံနေတယ်လဲရပါတယ်ဘယ်လို့မှမရတာစားတော့ဆိုင်ကော်ဖီဆိုင်မှာချိန်ထားတဲ့သူရမလာသေးလို့စောင့်နေရတဲ့အခါမျိုးကိုလည်းအခွင့်အရေးယူပါအဲ့ဒီအခိုက်အတန့်လေးမှာ ကိုယ်စိတ်ကိုတန်ရှင်းပါအတွင်းထဲကငြင်းချမ်းမှု inner space ကိုရှာဖွေပါ နောက်တစ်ချက်ကတော့တတိ mindfulness ကို ပြိုးထောင်ထားဖို့ဖြစ်ပါတယ်ဘလို့ပဲရိုးရှင်းစွာနေပါစီတောထွက်နေတာတော့မဟုတ်ဟုတ်တော့အနေနဲ့အများ ရောနောပတ်သက်မိပါပဲ။အဲ့ဒီအခါစိတ်မှာတတိဆိုတဲ့အဆောက်အချက်ကိုထားထားမှအဆင်ပြေပါလိမ့်မယ်။မဟုတ်ရင်ကိုယ်စိတ်ဟာအဆောက်မရှိတဲ့ဇရက်လိုပဲအညစ်အကြေးတွေနဲ့ဝင်ကျင်တယ်လို့ဝင်ထွက်ကျင်တယ်လို့ထွက်လုပ်နေကြပါလိမ့်မယ်။ meditation လုပ်တဲ့စိတ်ကိုလေ့ကျင့်ပေးတယ်ဆိုလည်းအညစ်အကြေးတွေနဲ့ပြည့်နေတဲ့ရေခဲနဲ့ကိုကိုဆိုတဲ့လှေစင်းဖြတ်သွန်းသွားလာတဲ့အခါ ကို့လီမှာအပေါက်မရှိအောင်လှုပ်ထားတာနဲ့တူတူတူပါတယ်။ဒါဆိုဒီအညစ်အကြေးတွေကြားတဲ့ရှင်သန်ကျင်လည်နေရပေမဲ့ကို့စီရောက်မလာနိုင်တော့ဘူး။ဝင်လာခဲ့ရင်တော့သူများတတ်တော့ပမာဏနင်းနေသေးတယ်ပေါ့။အရှုပ်ဆိုတာအတွင်းရှုပ်အပြင်ရှုပ်ရှိပါတည်းအပြင်ရှုပ်ဆိုတာအာယုံ၅ပါးကာမဂုဏ်တွေကိုဆိုလိုတာပါ။ကာမဂုဏ်ဆိုတာနှစ်သက်စရာကောင်းတယ်။နှောင်ဖွဲ့တတ်တယ်ဆိုတဲ့အတိတ်ပဲရတယ်။ အဲ့ဒါတွေနဲ့ပတ်သက်မှုနဲ့အောင်ရိုးရိုးရှင်းစွာနေထိုင်မယ်အတွင်းရုပ်ဆိုတာကတော့လောဘဒေါသမောဟမမနာကုတ္တမျက်စိရအစတာတွေဖြစ်ပါတယ်ဒါတွေကိုယုံနေတော့အောင်လို့ဖို့အတွက်တတိအရေးကြီးပါတယ်တယောက်တည်းနေပေမဲ့လည်းအတွင်းမှာအရှုပ်တွေများနေရင်တစ်စိတ်တည်းထားနိုင်မှာမဟုတ်ပါဘူးပတ်ပတ်လည်းမှာတက်မှတ်တွေတာဆရာတွေအများကြီးဖြစ်နေသည်အပြင်ရှုပ်တွေများနေပြန်လဲပြန်ရင် ယင်လဲတည်းအာမကောင်းသေးတဲ့ကျွန်တော်တို့လိုကုသိုလ်ရှင်တွေအဖို့ဒစိတ်သေးထားနိုင်ဖို့ရာအလွယ်ပြန်မှုဒါကြောင့်တက်နိုင်သမျှရိုးရိုးရှင်းရှင်းနေအခွင့်ရေးရရင်ရတယ်လို့တယောက်ထဲနေပြီးတော့ဘာလုံးလို့ဒစိတ်သေးထားတမနဲ့သေးဖြင့်တမနဲ့10မိနစ်ဖြင့်10မိနစ် လုံးနိုင်ရင်တော့တချို့အခိုက်အတန့်လေးမှာတိတိတသာစိတ်အေးချမ်းသွားတာကိုခံစားရပါလိမ့်မယ်